ဘာကုလဆိုတာအနာမဲ့သူရှင်ဘာကုလို့သူတွေကပြောကြတယ်ယောဂဝိရဏကင်းတဲ့နေရာမှာတော့စံထားရမယ့်ပုဂ္ဂိုလ်တူပဲသူကဘာကြောင့်ယောဂဝိရဏကင်းတာရောလို့ဆိုရင်သူ့ရဲ့အတိတ်ဘဝတွေနဲ့ပတ်သက်မှုရှိတယ်သူဟာဒီနောက်ဆုံးဘဝကနေပြန်တွေ့လိုက်ပဲဆိုလို့ရှိရင်တသင်းခြေနဲ့ကမ္ဘာတသင်း ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ပါရမီစတင်ပြီးတော့ဖြည့်ခဲ့ပြရရခဲ့တာတသိန်းချင်းနဲ့ကမ္ဘာတသိန်းအနောမထသည့်မြတ်စွာဘုရားပွင့်တယ်သူ့ဘဝဟာလည်းအဲ့ဒီကစလာခဲ့တာပြောသို့တော်သူစုပ္ပန္နာကဒီတမန်သူစုပ္ပန္နာကယောဂဝိရဏကိမို့ပဲစုပန်ခဲ့တာရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကြတော့အက္ခတဝကတပိထိတ်တန်းတပိဖြစ်ဖို့စုပန်ခဲ့တာ စုပံပြီးတော့ပါရမီဖြည့်တာသူကအဲ့ဒီအနောမဋ္ဌတိလို့ခေါ်တဲ့ဒီဒီကဘာကနောက်ဆုံးပြန်လိုက်တဲ့အခါမှာတစ်အသင်ခြေနဲ့ကဘာတသိတစ်အသင်ခြေဆိုတာကဘာပေါင်းဘလောက်ကြားတယ်ဆိုတာအရေအတွက်မရှိလို့အရေအတွက်ကိုမသားမထားနိုင်လောက်အောင်ကြာလို့အသင်ခြေတစ်ခုလို့တတ်မှတ်တာဖြစ်တယ်အဲ့ဒီတစ်အသင်ခြေနောက်မှာကဘာတသိ အနောဝထသည်မြတ်စွာဘုရားမပွင့်ခင်သူလူဖြစ်တယ်လူဖြစ်ပြီးတော့သူရဲ့လူရည်ရဆရာ့တဘာဝဟာလေဩစွာလူဘဝမှာမနေခြင်းတို့ယသိယံဝတ်ပြီးတော့ဟိမွန္တာတောင်မှာယသိဘဝနဲ့သွားနေတယ်အဲ့ဒီလိုယသိဝတ်ပြီးတော့နေထိုင်တဲ့အချိန်မှာပဲလောကမှာအနောဝထသည်မြတ်စွာဘုရားပွင့်လာတယ်ပွင့်လာတဲ့အခါမှာဘုရားပွင့်တဲ့တဲ့ရင်ကြတော့ဘုရားကိုချီးညိုပြီးတော့ သူမြတ်တို့လေအဲ့ဒီမှာတရက်တော်အနောမတတိမြတ်စွာဘုရားဟာဘိုင်းနာယောဂါဖြစ်တယ်လေနာယောဂါဖြစ်တယ်အဲ့ဒီလေနာယောဂါဖြစ်တဲ့အခါမှာသူကတောထဲမှာနေတဲ့ယသိဆိုတော့ဆေးပင်ဝါပင်နေသိတော့တောထဲကဆေးပင်ဝါပင်နေနဲ့မြတ်စွာဘုရားယောဂါပျောက်ခင်းအောင်ကုသပေးခဲ့ဘူးတယ်ကုသပေးပြီးတော့ဆူတောင်းတယ် ူဘဝတွေမှာယောဂဝိရဏမဖြစ်ရပါလို့ဤလို့ကျမ်းမာမှုရပါလို့ဤလို့ဆုတောင်းခဲ့တယ်ဘုရားကိုယောဂကုပေးပြီးဆုတောင်းတာအဲ့ဒီကနေပြီးတော့တည်တဲ့အခါသူမြတ်ဖြစ်တယ်တဲ့မြတ်ပြေကနေပြီးတော့လူပြေဖြစ်လိုက်နတ်ပြေဖြစ်လိုက်တယ်မရေမတွက်နိုင်တဲ့ကဘာတွေမှာလူဖြစ်လိုက်နတ်ဖြစ်လိုက်တယ်တဲ့အသင်ခြေတစ်ခုကုံသွားပြီးတော့နောက် သူ့ဝါဟာဘယ်မှာပြန်ပေါ်လာပြန်တယ်လဲလို့ဆိုရယ်ပဒုမုဒ္ဒရာမြတ်စွာဘုရားကပါတသိပွင့်တော်မူတဲ့ပဒုမုဒ္ဒရာမြတ်စွာဘုရားဂေါရဝမြတ်စွာဘုရားလက်ထက်မှာမဟာတာဝကအဖြစ်ဖြင့်ချွတ်တန်းဝင်သွားတဲ့ပုဂ္ဂိုလ်ဒီအများစုဟာကပါတသိကပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးပဲခဏိလုံခဏိရတာတွေမဟုတ်ဘူးနော်ကပါပေါင်းတသိပါရမီဖြည့်ပြီးတော့မှာ ဘောရမြတ်စွာဘုရားလက်ထက်မှာကျွတ်တန်းဝင်ကြတာအဲ့တော့စိတ်အားမပြည့်နဲ့တွားရအောင်မခီးရရှည်သေးတယ်ခီးရတော့ဆဲအောင်ပါအဲ့ဒီမှာရိဘုဒ္ဓရမြတ်စွာဘုရားကိုတောင်းဖို့ဆုတောင်းမြေဖရာပေါ့အဲ့ဒီဖရာမှာဆုတောင်းခဲ့ကြတာ၄ကြီးရဲ့မဟာသာဝကတွေအလုံးဟာအဲ့ဒီဗြဟ္မုဒ္ဓရမြတ်စွာဘုရားလက်ထက်မှာယဟန်တစ်ပါးကိုဒီ အနာယောဂကင်းတဲ့ခုံတုဝိသေသယဟန်ဖြစ်မြတ်စွာဘုရားကပိဋကလည်းမှချီးမွမ်းပြီးဣတရက်ဘွဲ့တူတာဘွဲ့ဘွဲ့ထူးဖြင့်ချီးကျူးတာကိုသူတွေ့လည်ရတဲ့အခါမှာနောင်ဖရားဒီမှာအခုလိုဒီပုဂ္ဂိုလ်လူကျမ်းမာတဲ့နေရာမှာဣတရက်ဘွဲ့တူရရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤလိုစပြီးစုပန်တာအဲ့ကြရမှာသူစုပန်တာကဘာတသိမ့်ကြမှာစုပန်ခေါ်တော့ကတော့တမန်ယောဂဝိရဏကိမ္မိုလ်လောက်ပဲစုပန်တယ်နော် အဲ့တော့ကဘာတသိမ်းမှသူစုပန့်ခဲ့လို့နောက်အဲ့ဒီကနေပြီး60တက္ကပမှာဝိပတ္တိမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဗန္ဓုမတိမြို့မှာလူဖြစ်ပြန်တယ်ဖះနဲ့ဆုံစည်းပြန်တယ်အဲ့ဒီမှာလဲတန်ဃာရီဟာမြက်ပင်တွေကအပွင့်နေပွင့်ပြီးတော့အဲ့ဒီမြက်ပွင့်တွေ မြက်ပင်ကထွက်လာတဲ့ဝတ်မုံတွေရှောင်းမလို့ယောဂတမျိုးဖြစ်တယ်အခုခေတ်ပိုလန်ယောဂဆိုတာမျိုးလိုဖြစ်လိမ့်မယ်เนาะတိပိနေပါရီကနေအပွင့်နေပွင့်လာတဲ့အခါမှာယောဂတခုဖြစ်တတ်တယ်တောထဲမှာအစိတ်ပင်နေပါရီအလိုဟာသူကတော့မြက်ပင်တွေကနေအပွင့်ပွင့်ပြီးတော့ဖြစ်ပေါ်လာတဲ့ယောဂာဆိုတာပိုလန်ယောဂမျိုးဖြစ်လိမ့်မယ်เนาะအဲ့ဒီယောဂဖြစ်တဲ့အခါမှာသူကဆေးဝါးဖော်ဆက်ပြီးတော့ ဇာနေကိုယောဂပြောင်းအောင်ကုသပေးခဲ့ဘူးတဲ့တဖန်အဲ့ဒီကနေတန်တရားလဲလာပြီးတော့ကသဗ္ဗမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာကျောင်းဟောင်းကြီးတစ်ခုတွေ့တယ်အဲ့ဒီကျောင်းဟောင်းကြီးကိုပြင်ဆင်ပြီးတော့ဥပုပ်ကျောင်းဆောင်တစ်ခုဖြစ်အသက်ဆောင်လောက်တာတို့လှူဒန်းတာတို့အဟောင်းပြင်တာအသက်ရှည်တယ်လို့ပြောကြတယ်နော် အဲ့ဒီခေတ်တုန်းကဟောင်းနှံပျက်စီးနေတဲ့เจ้าကြီးကိုသူဟာပြင်ဆင်ပြီးတော့ဆောက်လုပ်လှူဒန်းခဲ့တယ်တဲ့ကတ္တဝဘုရားလက်ထက်အဲ့လိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေနဲ့ဂေါရဝမြတ်စွာဘုရားမပွင့်ခင်နေပါကောတံပီကောတံပီမျိုးဆိုတာကနေ့အိန္ဒိယနိုင်ငံမှာအန်လဟဘတ်လို့ခေါ်တယ်အဲ့ဒီအန်လဟဘတ်နာဟာအန်လဟဘတ်မျိုးကရမုဏမြင့်နဲ့ ယမုနာမြစ်နဲ့ခင်းကမြစ်နှစ်ခုစုံတဲ့နေရာမှာရှိတယ်။အဲ့တော့ရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှင်းကောင်းရှင်းပြန်ဖျားဘူးသွားရင်နောက်ပြီးတော့အဲ့ဒီယမုနာမြစ်စုံတဲ့နေရာတွေမှာဒီတတ်မဟာဆိုတဲ့အဆောက်အဦကြီးတွေရှိတယ်နော်။ကဘာကျော်အဆောက်အဦကြီး။အဲ့ဒီသူကကောသမီမှာလူဖြစ်တဲ့အခါမှာယမုနာမြစ်ခင်းကမြစ်မြစ်စုံမှာသွားပြီးသူဖြစ်တယ် အဲ့ဒီမျိုးမှလူဖြစ်တော့သူတို့ရဲ့ယုံကြည်ချက်အားလျော်စွာကလေးလေးမွေးလာတဲ့အခါမှာခုချိန်လိုအိမ်ထဲမှာရေချိုးကန်းနဲ့ဗားနဲ့ရှိတာမှမဟုတ်တာအဲ့တော့ရေချိုးရင်မြင့်ဆင်းချိုးကြတာဟုတ်အဲ့တော့ကလေးလေးချမ်းမအောင်လို့ဆိုပြီးတော့ယမုနာမြေနဲ့ဆေးကြောမယ်။သူ့ရဲ့မိခင်ကကလေးလေးကိုပွေချီပြီးတော့ယမုနာမြေထဲဆင်းဆင်းပြီးတော့ကလေးလေးကိုယမုနာရေနဲ့ 地也丘背了，也丘背了，青了嘛？我这里讲啊，有可能要那边这个里离还短，哪白天要多啊，艾这里我个格里里有还多比罗白天要多啊，早上要少些多啊，早上要少些多啊，早上要多啊，台面地个里离啊。 သူကညာနာဖြစ်မဲ့ပုံကိုလေးဆိုတော့သူ့ရဲ့အစွမ်းတကူကုသကံကလိုက်ဆောင်းရှောက်တဲ့အတွက်ကြောင့်ငားရဲ့ပါးစပ်ထဲမှာသူမသေးဘူးငားရဲ့ဗိုက်ထဲမှာရောက်သွားပြီးငားကြီးကလည်းမနေနိုင်မထိုင်နိုင်ဒီကလေးလေးမြူလိုက်ကြရာသူမနေနိုင်မထိုင်နိုင်နဲ့ခင်းကမြစ်ကိုရောက်သွားတာခင်းကမြစ်ကိုရောက်တိုးမိတိုးရတိုးတော့ပိုက်ထဲတိုးမိသွားအဲ့ဒီမှာဒီငားကြီးကိုဖမ်းမိတယ်ငားကြီးကလည်းဗဒမကြီးတော့ အဲ့ဒီငါးကြီးဖမ်းမိတဲ့အခါမှာလည်းတုံးတစ်ပြီးတော့မြတ်ရောင်းလိုက်မယ်ဆိုရင်ဒုက္ခရောက်အောင်ပါငါးရက်ကြီးတော့ဒီကောင်ကြီးကိုဒီတိုင်းပဲဖမ်းသွားပြီးတော့ရောင်းတဲ့အခါမှာမာရဏတိတထေကရောကဟာဒီငါးကြီးသူ့ရောင်းမှဆိုပြီးတော့ငါးကြီးအကောင်လိုက်ကိုဝယ်လိုက်တာဝယ်ပြီးတော့ခါတိုင်းတော့အိမ်ကလူတွေကိုတုံးခိုင်းတာဒီနေ့တော့သူကအိမ်ကလူတွေမခိုင်းဘူးဒီငါးကြီးကိုသူကိုယ်တိုင် ဘိုက်ခွဲမယ်ဆိုပြီးတော့ခွဲလိုက်တယ်အထဲထဲကကလေးလေးပြင်တယ်ထူးထူးဆန်းဆန်းနော်အဲ့ဒီမှာအသက်ရှင်ရဲ့ကလေးလေး၅ဘိုက်ထဲကရတယ်၅ဘိုက်ထဲကရတော့ငါတော့ตาလေးရပြီဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီအဲ့ဒီသတင်းကိုဟိုးခေါတံပီကမိဘတွေကသတင်းကြတော့ငါတဲ့ကကလေးလေးရတဲ့ဆိုတော့ဓာတ်တို့ကလေးဖြစ်မှာပဲဆိုလိုက်လာကြတယ် လိုက်လာတဲ့အခါကျတော့တရားလဲငွေပေးဝယ်ထားတာလေငါ့ကိုတော့မပေးနိုင်ဘူးတရားရုံးရောက်တယ်တရားလဲမပေးဘူးဟိုကလဲပဲငါတို့သားဆိုပြီးတော့တင်းတောင်းနောက်ဆုံးမှာတရားသူကြီးကဘယ်လိုဆုံးဖြတ်တုံးဆိုနှစ်ဦးစလုံးပိုင်စီဆိုပြီးတော့ဆုံးဖြတ်လိုက်တာဟာနှစ်ဦးစလုံးကပဲတလဲစီမွေးမြူစီလို့ဆုံးဖြတ်လိုက်တော့အလုံးကလက်ခံသွားပြီပါရဏသီတထေးက တစ်ချိန်မွေးမြူပြီးတော့ကလေးလေးကိုစားလျှောက်တယ်မိဘအရင်တွေကလည်းပဲတစ်ချိန်စားလျှောက်တယ်ဥပမာမဲ့တစ်လစီတို့နှစ်လစီတို့ပေါ့နော်ခွဲရန်ချပြီးတော့သူတို့ကထိန်းသိမ်းစားလျှောက်ဒါကြောင့်မို့လို့မိဘအရင်ဖြစ်တဲ့ကောသမီကမိဘတွေကလည်းစားလျှောက်တယ်မွေးစားဝယ်ယူလိုက်ရတဲ့မွေးစားမိဘဖြစ်တဲ့ဗာရဏတိယမိဘတွေကလည်းဆောင်းဆောင်းလို့သူ့ကိုဘာကုလာ မိသားစုနှစ်ဦးရဲ့အဆောက်အအုံခံရလို့ဘာဆိုတာနှစ်ကုလဆိုတာအမျိုးဘာကုလအိမ်တော်စုနှစ်ခုရဲ့ဆောက်ရှောက်မှုကိုခံရတဲ့ပုဂ္ဂိုလ်ဖြစ်နာမည်ကြီးသွားတယ်နော်ချမ်းသာတယ်သူဟာဗာရဏသီနေလိုက်ပေါင်းနဲ့ဆန်တက်ပြီးလှေနဲ့ဆန်တက်ပြီးတော့ကောသမီသွားလဲလိုက် ကောသမီနေလိုက်မာရဏတိဆုံးလာလိုက်နဲ့အထက်နဲ့အောင်းနဲ့အဲ့ဒါလိုလှဲ့လေပြီးတော့သူဟာရောဂါဝေဒနာမရှိဘဲနဲ့ဗဂရီကြမ်းညမ်းမှမှအဲ့လိုနေလာလိုက်တာအသက်80ထီအောင်ရောက်တာအသက်80ဆိုအဖိုးကြီးဖြစ်ပြီပေါ့နော်အိမ်အောင်ကြလာပါလားတော့မသိဘူးအဲ့ရအဖိုးကြီးဖြစ်လာပြီသူ့ကိုပြုစုယူရာရင်ကနေပြီးတော့သူဟာ ရသော်ဘုရားနဲ့တွေ့တဲ့အခါမှာသက်80ရောက်တော့တရားနာရတဲ့အခါမှာသူကဘုန်းကြီးဝတ်လိုက်တာသက်80မှာဘုန်းကြီးဝတ်တာသက်80မှာဘုန်းကြီးဝတ်ပြီးတော့ဘုရားရှင်ဘဝနဲ့9ရက်ပဲရဟန်းဝတ်ပြီး9ရက်ပဲကြာတယ်ရှင်းရမြောက်ကြတော့ရဟန္တာကြီးဖြစ်သွားနော်ကျင့်ကြံကြဘူးသူကတကယ်ကိုတက်တက်တာတာယောဂဝိရဏလည်းမဖြစ်ဘူး အင်မတန်မှချမ်းသာတဲ့ဆွေမျိုးတွေကဝိုင်းပြီးတော့ယူရထားတာတနေ့တောင်သင်္ကန်းဘယ်နှထက်လဲတယ်လဲတော့မသိဘူးနော်ဟိုကပေးတဲ့သင်္ကန်းဒီကပေးတဲ့သင်္ကန်းထဲလဲနဲ့ဝတ်ပြီးတော့အတော်ကိုချမ်းသာတဲ့ပုဂ္ဂိုလ်နာစည်းချောင်းစုကစားပြီးဘာမှဖြစ်ဖို့ရတဲ့သူတက်ရှိစေအဲ့ဒီလိုနေပြီးတော့ရမ်းဘဝနဲ့ပါတက်ရှိစေဒါကြောင့်အသက်160ရှိတယ် လူဘဝနဲ့ကအသက်80အသက်80ပြည့်မှာဘုန်းကြီးဝတ်တယ်ဘုန်းကြီးဘဝနဲ့ကအသက်80ဘာကုရတုတ်တန်ဆိုတာတီးတန်ရှိတယ်အဲ့ဒီမှာသူကအလုံးကိုချမ်းချမ်းသာသာနေပြီးတော့ပြိဋိဘန်ဆန်တဲ့အခါမှာလည်းပဲထိုင်ရက်ပဲဘာယောဂမှမဖြစ်ပဲနဲ့သတ္တဝါဘဝင်စားပြီးအဆုံးမှာပြိဋိဘန်ဆန်သွားတယ်အဲ့လိုအသက်160ဆိုတော့ ကောရဝဘုရားရဲ့တပည့်တွေထဲမှာအသက်အရှိဆုံးပုဂ္ဂိုလ်ပဲရှင်နုရုဒ္ဓကအသက်တ150သူတွေ30ရော့တယ်ရှင်နန္ဒာတို့ရှင်မကတ္တဝတို့ကအသက်120မြတ်စွာဘုရားက80ပဲရှိတယ်ရှင်သာရိပုတ္တရာတို့ဘာလို့က85 90ကျော်လောက်ပဲပြိနိဗ္ဗာန်စံသွားကြတယ်အဲ့ဒါလို့ဒီပုဂ္ဂိုလ်ဟာအသက်ရှိဆုံးဖြစ်တယ် ယောဂဝေဒနာလည်းအကင်းဆုံးဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကသူဆူတောင်းခဲ့တဲ့အတိုင်းပဲယောဂဝေဒနာကင်းတဲ့နေရာမှာတော့ထူးခြားတဲ့ဣတိရေဘွေရူရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့ဒီပါကုလမထေရဟာသာသနာတော်မှာနေအတွင်းလာလာထင်ရှားတယ်ကျမ်းမာတဲ့နေရာမှာလည်းစံပြပုဂ္ဂိုလ်ဖြစ်တယ်ဘုံကြီးတဲ့နေရာမှာလည်းပဲဆံပြပုဂ္ဂိုလ်ဖြစ်တယ်။ယောဂဝေဒနာတွေကင်းပြီးတော့ သူဟာလူဘဝနဲ့အသက်80ရဟန်းဘဝနဲ့အသက်80နှစ်ရပေါင်းတော့160တက်တန်းရှိခဲ့တဲ့ပုဂ္ဂိုလ်ဟာအမှန်တမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်ခဲ့တာအဲ့ဒီမှာအမတ်တရားစကားအနေနဲ့ဩဝါဒပေးတယ်သူကဩဝါဒပေးတဲ့အခါပါပေးတော့ဆိုသူဩဝါဒပေးတာမှန်တမ်းမှတ်သားစရာကောင်းတယ်နော် ယောပုပ်ပိကရဏီယာနိပစ္ဆသောကတုမိစ္ဆတိဒုက္ခသောထံတတိဌာနာပစ္ဆသအနုကပတိလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေကိုစောစောစီးစီးလုပ်တဲ့နော်ပုပ်ပိကရဏီယာနိငယ်တုံးလုံးဝမဲ့အလုပ်ကိုငယ်တုံးလုပ်မျက်စိကောင်းတုံးလုံးဝမဲ့အလုပ်တွေကိုမျက်စိကောင်းတုံးလုပ်ချမ်းမာတုံးလုံးဝမဲ့အလုပ်တွေကိုချမ်းမာတုံးလုပ် တောင်ရွှေ့မြောင်ရွှေ့မရွှေ့နဲ့မအားသေးဘူးတွေပါလေအကြောင်းမပြနဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုတ်ကိုစောစောစီးစီးလုံးတဲ့အဲ့ဒီစောစောစီးစီးမလှုပ်ဖဲနဲ့နောက်မှလှုပ်ချင်တဲ့ပုဂ္ဂိုလ်အချိန်ရွှေ့ရွှေ့သွားတဲ့ပုဂ္ဂိုလ်ဒီနေ့မအားသေးဘူးနှစ်ဖြန်ချက်နှစ်ဖြန်မအားသေးဘူးနောက်ရက်ချက်မှာနောက်ရက်လည်းမအားသေးဘူးနောက်လချက်နောက်လမအားသေးဘူးနောက်နှစ်မှဒီနှစ်တော့မအားသေးဘူးလေလောကလူတွေဟာ ရဲရွှေလားရွှေနဲ့ရွှေလေးရှိတတ်တယ်ပေါ့နော်နှစ်ထီအောင်တော့ရွှေသေးတာမျိုးတွေကရွှေရွှေလာခဲ့ကြတယ်အဲ့တော့လှုပ်တဲ့လှုပ်ထက်တဲ့လှုပ်တွေကိုကျူးကျူးတင်းတင်းကလောဘမာတွေကိုမလှုပ်ဖဲနဲ့ရွှေရွှေလာတဲ့ပုံကိုယ်တွေဟာတဲ့နောက်ဆုံးကြလို့ရှင်ငါမလှုပ်မိတာမားလေခြင်းဆိုပြီးတော့နေတော့မလှုပ်တာမားမိလေခြင်းဆိုပြီးတော့နောက်ထပ်ပူပန်ရထတဲ့တဲ့ ရှားတင်ရလိုက်တဲ့အခွင့်အရေးတွေကလည်းလက်လွတ်ဆုံးရှုံးသွားရတယ်။နော်။စောစောစီစီကြွကြွတင်နေလို့ရမယ့်အလုပ်တွေကိုစောစောစီစီကြွကြွတင်နေမဲ့လို့နောက်မှမလုံးချင်နဲ့နောက်မှလုံးမယ်ဆိုလို့ရှိရင်ကတော့ရှားတင်ရလိုက်တဲ့အခွင့်အရေးတွေဆုံးရှုံးလိမ့်မယ်။ဆုံးရှုံးရုံနဲ့မကဘူးအဲ့ဒီကြတော့မှ နောင်တပူပန်ရတာမလုံးမိရင်မလုံးမိခဲ့တာမှားလိုက်တာဖြစ်သွားမယ်အဲ့ကြပါမတတ်နိုင်တော့ပြီးပြီသူ့ဘဝကိုသူကပြောပြတယ်သူဟာလုံးတဲ့လုံးထက်တဲ့အလုပ်တွေကိုလုပ်ခဲ့တယ်နော်လုပ်ခဲ့လို့အဲ့တော့သူဇာန်ဖြစ်တာနောက်ကြလားလို့မေးမယ်ဆိုလို့ရှင်တမန်ပုဂ္ဂိုလ်ဤနေနဲ့ကြည့်မယ်ဆိုရင်ဇာန်ဖြစ်တာနောက်ကြတယ်သို့တော့သူ့ရဲ့ကျမ်းမာရေးနဲ့ပါလဲဆိုရင် လူဘဝလည်းအာရအောင်နေတယ်ဘုံကြီးဘဝလည်းအာရအောင်နေတယ်เนาะအာရအောင်နေမှာကပြင်းတောင်ပြင်းသွားလေဟုတ်တယ်အဲ့တော့ဟိုတချင်းဆိုတာသူ့ကြည့်ပြောတာလားပြင်းတောင်ပြင်းသေးတယ်ဆိုเนาะအသက်ကြီးတာရှည်တာဟုတ်အဲ့တော့လူဘဝမှာလည်းအသက်80ကြီးသူစိန်ခံပြီးတော့လူဘဝမှာချမ်းချမ်းသာသာနေတာပြင်းတောင်ပြင်းသေးတယ်ဖြစ်မှာရန်ဘဝကျတော့လည်းအသက်80အဲ့တော့မလို့เนาะ ပြင်းနေအောင်နေရတာအဲ့ဒါသူချိုးချိုးတင်းတင်းလုတ်ခက်လို့ဖြစ်တာတဲ့တော့တင်းလုတ်ထက်တာလည်းလုတ်လို့အဆင်ပြေခဲ့တာဆိုပြီးတော့သူကပြောတယ်သူကမမှန်တာပြောတာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့စကားပြောရင်လည်းတတိထားတယ်ရှင်ညိကရိယာတန်ညိဝရီကိုလုတ်ထားလို့ပဲကိုပြောတဲ့ယန္နကရိယာနတ္တံဝရီကိုမလုတ်ဖဲနဲ့ဘယ်တော့မှမပြောနဲ့ ကိုလောက်တာပဲကိုပြောတယ်သူဟာရလို့လောက်ခဲ့တယ်အားလုံးလို့ချိုးချိုးတင်းတင်းလောက်ခဲ့တယ်အဲ့ဒီကိုလောက်တာဘယ်ကိုပြောရမယ်ကိုမလို့ရင်ကိုမပြောနဲ့တော့အဲ့ဒါတတိပေးဆုံးမှာလားလောကလူတွေကကိုမလို့ဖဲနဲ့လဲပြောတတ်ကြတယ်နော်ကိုမလို့ဖဲနဲ့လဲပြောတယ်အေးပြောပြောတဲ့အတိုင်းလဲလှုပ်ချမှလှုပ်တယ်ဒါမို့ယဉ်ညိကရိယာတင်ညိဝရီလှုပ်တာကိုသာပြောပါတဲ့ ယန္နကရိယာနတ္တံဟောဒီမလုထာမပြောနဲ့တဲ့မလုဖဲနဲ့မပြောနဲ့တဲ့အကရွန်တံဘာသမန္နာဘာဖြစ်လဲမလုဖဲနဲ့ပြောနေလို့ရှင်အကရွန်တံဘာသမန္နာမလုဖဲနဲ့အပြောသမတက်တက်ဆိုတာကိုပရိဇာနန္ဒီပန္ဒိတာသိညာရှိတဲ့လူကဒီလူဟာအပြောသမတက်တက်ပဲဘာမှလည်းမလုဘူးဆိုတာသိတယ်တဲ့ကိုယ်အဲ့ဒါအပြောသမလို့ပြောခံရလိမ့်မယ်เนาะ အလုံးမလုံးပဲနဲ့အပြောတက်တက်ဖဲဆိုတာကိုတကယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကသိလိမ့်မယ်။ဒါကြောင့်မို့မလုံးဖဲနဲ့မပြောပါနဲ့ဆိုပြီးသူကဗာပြောတော့ဆိုရင်သူဟာလူဘဝနဲ့သက်80ချမ်းချမ်းသာသာခံစားရတယ်။ရဟန်းဘဝနဲ့လည်းဒီပုရုဇဉ်ဘဝနဲ့ခုနှစ်ရက်ပဲကြာတယ်။ရှင်းရမြောက်မှာရဟန္တာကြီးဖြစ်သွားတယ်။ဆိုတော့သူ့အတွက်မှာလူလေးသေးမရှိအောင်ချမ်းသာဒုက္ခတွေကရတယ် အဲ့ဒီထဲမဲ့လူဘွားချမ်းသာတာတွေရောဘုန်းကြီးဘွားချမ်းသာတာတွေရောဒီချမ်းသာတာတွေဟာနိဗ္ဗာန်ချမ်းသာလောက်မချမ်းသာပါဘူးတဲ့ဏိဂုံးချုပ်အနေနဲ့ပြောလိုက်တာတော့ပါတော့သူတုခံဝတ္တနိဗ္ဗာန်ံတမန်တမௌဒ္ဓထေတိတံမြတ်စွာဘုရားလမ်းညွန်ပြတာတဲ့နိဗ္ဗာန်ဆိုတာတဲ့အလွန်ကိုချမ်းသာတဲ့တရားဖြစ်ပါလေဟုတ်ပြီနိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်ဆိုတာဟာ ဘဝမရှိဘူးခန္ဓာမရှိဘူးခန္ဓာမရှိဘူးဆိုကြတဲ့ခန္ဓာနဲ့ပတ်သက်တဲ့ဒုက္ခတွေမရှိဘူးခန္ဓာရှိရင်ဘာဖြစ်လဲကောင်းကြိုက်တယ်ဘိုက်နာတယ်ဘိုက်စားတယ်ဆိုတာလည်းရှိအောင်ပဲနော်ဘိုက်နာရတယ်ငါကဘိုက်စားတာပါလေတယ်နော်အိတ်ချင်တယ်တို့ပြင်းတယ်တို့ဆိုတာလည်းခန္ဓာရှိတဲ့ပုဂ္ဂိုလ်တွေအဲ့တော့ဘိုက်နာရလည်းမရှိဘူးဘိုက်စားရလည်းမရှိဘူးပြင်းနာလည်းမရှိဘူးခန္ဓာမှမရှိတာ ။ကိုယ်ရာလည်းမရှိဘူး၊နားရာလည်းမရှိဘူး၊ခေါင်းလည်းဆေးဆိုးစရာမလိုနော်။သဘင်လည်းဖြူမှာမဟုတ်ဘူး။သဘင်လည်းမရှိဘူး၊ဖြူစရာသဘင်လည်းမရှိဘူး။ဖြူစရာသဘင်မရှိတော့ဆေးလည်းမဆိုးအောင်။အာကုန်းကုဒုက္ခတွေဘလောက်တက်တာသွားတယ်ဆိုတာ။ဒါကြောင့်မို့သူတုခံဝတ္တနိဗ္ဗာန်တမတမုဒ္ဓဒေတိတံမြတ်စွာဘုရားလမ်းညွန်ပြသတဲ့နိဗ္ဗာန်ဆိုတာဟာအလုံးကိုချမ်းသာတာပဲဘာဆိုပါမှ လှုပ်ရှားမရှိတဲ့ဒုက္ခစစ်ဆက်ဆက်ဖြစ်တဲ့အတောကံဝိရဇံခေမံယထဒုက္ခနေရောစတိအဲ့ဒီနိဗ္ဗာန်ဆိုတဲ့အရာဟာနိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခကိုရရှိတဲ့ပုဂ္ဂိုလ်ဟာအတောကံဘယ်တော့မှစိုးရိမ်စိတ်တည်နဲ့နေရမှာမဟုတ်ဘူးလူ့ဘဝဆိုတာစိုးရိမ်ရတယ်လေလူတိုင်းလူတိုင်းဟာစိုးရိမ်စိတ်ရှိတယ် ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်က ပစ္စည်းအတွက်စိုးရိမ်တယ်။သာသမီရှိရင်လည်းသာသမီအတွက်စိုးရိမ်တယ်။နော်။ပိုက်ဆံမှုတွေရှိရင်ပိုက်ဆံမှုအတွက်စိုးရိမ်တယ်။ဘယ်သူမှမရှိဘူးတကောင်ကျွတ်ဆိုလဲအဲ့ဒီတကောင်ကျွတ်အတွက်စိုးရိမ်ရတာပဲ။ယောဂဖြစ်မလား။ဘာဖြစ်မလဲ။ညာဖြစ်မလဲ။စိုးရိမ်နေကြတာပဲ။ကျမ်းမာရေးအတွက်စိုးရိမ်ရတယ်။စားစရာမရှိမှစိုးရိမ်ရတယ်။စိုးရိမ်စရာတွေအများကြီး နိဗ္ဗာန်ကြတော့အဲ့ဒါတွေဘာတစ်ခုမှမပူနေတဲ့အတောကံစိုးရိမ်เสียရဆိုတာဘာတစ်ခုမှမရှိတော့ဘူးခန္ဓာရှိလို့စိုးရိမ်နေရတာခန္ဓာမရှိဘူးဆိုရင်စိုးရိမ်เสียဘာတစ်ခုမှမရှိဘူးလေဝိရစကိရိတာဆိုတဲ့မြူမုံနေလဲဘာတစ်ခုမှမရှိဘူးအညစ်အကြေးတွေဘာတစ်ခုမှမရှိဘူးတန့်စင်အမြဲတမ်းထာဝရတန့်စင်နေတဲ့နေရာဖြစ်တဲ့ခေမ ဒုက္ခပေးမဲ့ပေးရရန်နေအန္တရာယ်တွေဘာတစ်ခုမှမရှိဘူးဒါကြောင့်ဟိုခေမထာဝရငြိမ်းချမ်းနေတယ်ယထဒုက္ခនិရောဇတိအဲ့ဒီနိဗ္ဗာန်ဆိုတာလူတွေသင်သိတဲ့ဆင်းရဲဒုက္ခတွေရောလူတွေမသိတဲ့ဆင်းရဲဒုက္ခတွေရောအားလုံးကဘာတစ်ခုမှမရှိတဲ့ခြုံငိမ့်သွားတဲ့နေရာသာဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ဟာအလုံးကိုချမ်းသာတယ်လို့ရှင်ဘာကုလကအခုလိုအမှတ်တရစကားကိုပြောတယ် เนาะအဲ့တော့သူရဲ့အမှတ်တရစကားဟာမိမိတို့အတွက်ဘဝသင်္ကန်းစာဘာယူလို့ရသလဲလို့ဆိုရင်ချွတ်တင်ပြီးတော့လှုပ်တဲ့လှုပ်ထက်တဲ့အလုပ်တွေကိုချွတ်တင်ပြီးတော့လှုပ်ပါစောစီစီလှုပ်ပါနောက်မှလှုပ်ချင်တယ်လို့မထားပါနဲ့ရက်မရွှေ့ပါနဲ့အချိန်မရွှေ့ပါနဲ့ချွတ်တင်ပြီးတော့လှုပ်မလှုပ်ဘဲနဲ့အချိန်ရွှေ့နေမယ်ဆိုရင်ရတဲ့ရလိုက်တဲ့အခွင့်အရေးတွေဆုံးရှုံးပြီးနောက်ဆုံးမှာနောင်တရတဲ့အနေအထားမျိုးထိရောက်နိုင်တယ် ပြီးတဲ့အခါမှာကိုမလုံးထာကိုမပြောနဲ့လုံးထာကိုသာပြော မလုံးပဲပြောလို့ရှိရင်ဒီလူကလေပဲလို့ပြောခံမှာပဲဖြစ်တယ်ပေါ့နော်အပြောသမားပဲလို့ပညာရှိတွေကကိုသိကြနိုင်မယ်တဲ့နောက်ဆုံးပိတ်မှာတော့လောကမှာအချမ်းသာဆုံးဆိုတာကမ္ဘာလောကထဲမှာရှာလို့မရဘူးနိဗ္ဗာန်တည်သားလည်းအချမ်းသာဆုံးနေရာဖြစ်တယ်ဒုက္ခတွေအလုံးချုပ်ငြိမ်းသွားတယ်ဆိုရင်ဇာမရှိဘူး ကိလေသာဆိုတဲ့အမိုက်တရိုက်တွေမရှိဘူး။ဘေးရန်ခတ်သိမ်းနေအလုံးကင်းငိမ့်နေတယ်။အဲ့ဒီနိဗ္ဗာန်ဟာအလုံးကိုချမ်းသာတယ်။အဲ့ဒီနိဗ္ဗာန်အတွက်ကြွတင်ပြီးတော့လုံးချာလို့တိုက်တွန်းနှိုးဆော်တာဟာရှင်ဘာဂုလရဲ့အမှတ်တရစကားပဲဖြစ်တယ်။တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ပထေမြတ်တို့ရဲ့အမှတ်တရစကားမှာဒီကနေ့ပြည့်စရာမထေမြတ်နဲ့ရှင်ဘာဂုလမထေမြတ်တို့ရဲ့အမှတ်တရစကား나유မသားချပြီးတယ် မိမိတို့ဘဝမှာတန်ဖိုးရှိတဲ့အသည့်တွေကိုရရှိအောင်ကြိုးစားအထောက်ကြအမှဖြစ်တယ်လို့ကိုယ်စီကိုယ်စီသိရှိနားလည်ပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း